အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ going by youtube channel နဲ့ tiktok channel လေးရဲ့လေပြန်လည်ကြိုဆိုလိုက်ပါလေအဲ့တော့ကျွန်တော်တို့ဒီနေ့ညတော့ဒါကျွန်တော်တို့အင်္ဂါနေ့ညဗုဒ္ဓဟူးမနေ့မှာတော့ဒါတကယ်ကိုဒါညကိုတို့ကျွန်တော်တို့အလုံးအောင်မျော်လင့်နေတယ် champion league ပွဲကြီးပွဲကောင်းနေအများကြီးပဲရှိတယ်ပြီးတော့လေကျွန်တော်အင်္ဂလန် championship တွေလည်းရှိတယ်ဆိုတော့လုံးအောင်ဒီနေ့ညမှာဒါကျွန်တော်တို့ fighter တွေအတွက်ကတော့လုံးအောင်ပျော်ပြားကြီးပေါ့နော်ဟို mouse ကောင်းတဲ့ညကိုတွေဆိုလည်းဒီနေ့မှာလုံးအောင်ကတော့ mouse ကြီးပြမယ်ညလေးပေါ့နော်ဟုတ်ပြီအဲ့တော့ ဲဒီနေ့ကြောင်းမပြောဘူးမှာမနေ့ကဒါကျွန်တော်တို့ အကြောင်းလေးအရင်ပြောရအောင်မနေ့ကတော့ဒါကျွန်တော်ရွေးချယ်မှုမှာဆိုရင်ဒါမနေ့ကကျွန်တော်အဲဗျိုင်းမီမမပွဲတော့ pre ညီကိုတွေမှာချပြပေးထားတယ်ဂျူနာဘော်ရီယာရှုံးမယ်ဝမ်ဘော်ရီယာ11နဲ့ကျွန်တော်နိုင်မယ်ပေါ့နော်ကျွန်တော်များနဲ့ပြောသလိုပေါ့ကျွန်တော်ရဲ့ဒါ Telegram Channel Join နိုင်လို့ကျွန်တော်ဒီပွဲတပွဲရဲ့ဒါပွဲသင်နဲ့ပတ်သက်ပြီးတော့ဒါ data အချက်လက်လေးတွေရတာလေးရှိရင် Telegram Channel လေးမှာကျွန်တော်တင်နေပေးမယ်အဲ့တော့ဒီနေ့ Champion League မှာဆိုလဲဒါ data အချက်လက်လေးတွေကျွန်တော်ရရင်ရသလိုလေးကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ညီကိုများ နေလဲ Telegram channel လေးကို join တော့ဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုက်ပါတယ်ဒီနေ့မြန်မာစံတော်ချိန်တနင်္လာနေ့မှာကစားမယ် Chelsea နဲ့ကျွန်တော်ဒီ Benfica ပွဲလေးကိုကျွန်တော် Lotto ချင်းလေးတစ်ချက်လောက်သုံးသပ်ကြည့်အောင်အဲလက်ရှိဒါကျွန်တော်တို့ Chelsea ကနေပြောတာ Chelsea အိမ်မှာ Stamford Bridge မှာကန်ရမယ် Chelsea တင်ဒီဒါ Benfica တင်ကို1.30ပေါ်ပြီးပြည်တယ်ပေးတာပြီးတော့ဘူမောင်းစီမှာ3လုံးပေါင်း30ဘူမောင်းစီပေးရတာကျွန်တော်တွေ့ရတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်ထူးခြားချက်အနေနဲ့က Chelsea တင်ကိုကျွန်တော်မပြောခင်မှာ Benfica အသင်းကိုအရင်ပြောမယ် ော့ကျွန်တော်တို့ဒါဘင်ဖီကာလည်းကြည့်မယ်ဆိုဘင်ဖီကာအသင်းလေးနဲ့အခုချိန်မှာကျွန်တော်နီးပြအပြောင်းလဲလေးကျွန်တော်ပြုတ်လုပ်ထားတယ်ဒီနီးပြဆိုတာလည်းကျွန်တော်တို့ brother တို့သိပြီးသားအရင်ကချက်စီးကိုဒါအောင်မြင်အောင်ချက်စီးဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့ဒါသတိထားမိအောင်ပြုတ်လုပ်ပြီးခဲ့တဲ့နီးပြ အဲ့ဒီနီးပြတော့ကျွန်တော်မော်ရီဝါပဲဖြစ်တယ်မော်ရီဝါတော့ကျွန်တော်ဒီအခုလက်ရှိမှာဆိုတာဘင်ဖီကာကိုကင်ွေထားတယ်၃ပွဲကစားထားပြီးတော့ကျွန်တော်နှစ်ပွဲနိုင်ပြီးတစ်ပွဲသေးရင်းနဲ့ဆိုတော့ဒါဘင်ဖီကာမှာဒါမော်ရီဝါရဲ့ဒါဂျက်လက်ပိုင်းမှာဒါကောင်းမှုနဲ့လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့လည်းဒါမော်ရီဝါလည်းဒီဘင်ဖီကာကိုပရမောက်ဆိုကင်ွေတဲ့ဒါ၄ပွဲမြောက်ပရမောက်ဆိုချန်ပီယံလိ ချက်စီးနဲ့တွေ့ရတာပဲအဲ့တော့ချက်စီးနဲ့တွေ့ရတယ်ဆိုတော့ဘာပဲပြောပြောအဲဒီနီပြမော်ရီယိုအနေနဲ့ဒါစတန်ဘူဗစ်ကိုဒါဒူရီယာမြောက်ဘူးเนาะဒူရီယာအနေနဲ့ဒါပြန်လဲရောက်ရှိ သွားရဲဆိုတဲ့ပုံစံမျိုးလေးရောက်သွားတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကြည့်အောင်ကြည့်ရှုံးလေးတစ်ချက်လောက်ကြည့်လိုက်အောင်အခုကကြည့်မဲ့သူဒါ VV ကနဲ့ချက်စီးရဲ့တွေ့ဆုံမှုတိုင်းမှာတော့ဒါပြီးခဲ့တဲ့2025မှာဒီချိန်တွေ့ဆုံတာလည်း2025ကျွန်တော်တို့ဒါ fever club world cup မှာတော့ benfica အိမ်ကြီးမှာတွေ့ဆုံသွားပြီး chelsea ကဝေးကွေးကနေပြီးတော့ level တရာဇီရန်ပေးပြီးတော့1-1ဆိုပြီးရလက်လေးနဲ့ဒါပြီးဆုံးတော့ chelsea တင်းနေတဲ့အသင်းနဲ့တည်ကြတာတဲ့ဈေးလေးရှုံးတာကျွန်တော်မြင်ရတယ်ပြီးတော့ကျွန်တော် chelsea ရဲ့တိုင်ပွဲစဉ်ကစားထားတဲ့ current form တစ်ချက်ကြည့်အောင် အဲ့တိုင်ပွဲဆုံးကစားထားတဲ့ current form ကိုကြည့်မယ်ဆိုချယ်ဆီစီလက်ကစားထားတဲ့ကျွန်တော်တို့ Premier League မှာဆို Brighton ကိုတယောက်အညီကပ်ထုတ်တာထုတ်ခံရပြီးတော့1-3ဆိုပြီးရလက်လေးနဲ့ရှုံးနေထားတယ်ပြီးတော့ Lincoln City ကိုတော့1-2ဆိုပြီးရလက်နဲ့အနိုင်ရရှိတုံးမှာကျွန်တော် body သေးတဲ့မအောင်ခဲ့ဘူး Manchester ကိုလည်းဒါကျွန်တော်တို့2-1ဆိုပြီးရလက်နဲ့ရှုံးနေထားပြီးတော့ body သေးတဲ့မအောင်ခဲ့ဘူး Bayern Munich ကိုမအောင်ခဲ့ဘူး Brentford မကောင်မအောင်ခဲ့ဘူး Chelsea တွေဒါကျွန်တော်ပြိုင်ပွဲဆိုကျွန်တော်တို့ total အဲ 6ဝန်း5ဘွဲ့လောက်တိဝရီသေးတဲ့မအောင်ခဲ့တော့ကျွန်တော်တို့တွေ့မြင်ရတယ်ဟုတ်ပြီအဲ့တော့ပြီးတော့လေဒါဒီပွဲပြီးသွားရင်ချယ်ဆီကလီဗာပူးနဲ့ထပ်ပြီးတော့ပရီးမီးယားလိမှာထက်ကန်အောင်မယ်ဆိုချယ်ဆီအတွက်ကတော့လုံးဝကိုဟိုပွဲပန်းနဲ့ဒဏ်နေခံရမယ်လို့ကျွန်တော်တို့ဘရိုက်တန်နဲ့လည်းသူတို့တွေဒါအသက်ကုန်သူတို့စော့ခဲ့ရတယ် သွန်ခဲ့ရတဲ့ပြီးွားတော့မှဒါကျွန်တော်တို့တပန်းတာတာကဒါကျွန်တော်တို့ချန်ပီယံလိမှာဆိုတာဗင်ဖီကောင်အိမ်ငွေကနေတမ်ပိုဖစ်ကနေကမ်းမယ်ဆိုတော့ခကြီးတော့မပန်းဒါပေမဲ့ကစားသမားတွေလည်းတတ်နိုင်တဲ့လောက်တော့ပင်မန်းနဲ့အရေးအယောင်လေးတွေရှိတာပေါ့ပြီးတော့လည်းချယ်ဆီမှာအခုလက်ရှိမှာအဲကစားသမားဒန်ဟန်ရကစားသမားတွေရှိတယ်ရွှေပိုးဆိုလည်းကျွန်တော်မပါဝင်နိုင်ခဲ့သလိုဒါအဓိကဒါချယ်ဆီရဲ့ဒါခံစစ်မှုပြတဲ့ကိုယ်ဝဲကိုယ်ဝဲလို့ဆိုလို့ဒါမပါဝင်နိုင်တာတော့ဒါချယ်ဆီနောက်တန်းကတော့ တော်တော်လေးကိုသာစိုးရွားတဲ့အပိုင်းမှာရှိတယ်။ထပ်ပြီးတော့ Benfica ကိုကြည့်မယ်ဆို Benfica ကလည်းသူရဲ့ပြိုင်ပွဲတော့ဒါသူတို့ပေါ်တူဂီကလပ်မှာကစားပြီးသွားပြီပေါ်တူဂီကလပ်မှာဆိုကျွန်တော်တို့ဗင်စီတီကိုသူတို့2-1ဆိုပြီးရလဲနေနိုင်ခဲ့တယ်ဆိုတော့ Boris နဲ့ရှုံးသားတယ်ပြီးတော့ Rio AV ကိုဒါသူတို့2-1ဆို1-1ဆိုပြီးရလဲနေရှုံးသားတယ်ပေါ့နော်အဲ့တော့ ဘင်ဖီကာလည်းသာသူ့ရဲ့တာသူတို့ပေါ်တူဂီလီမှာပြိုင်ပွဲဆုံးမှာဆိုနှစ်ပွဲဆက်တိုက်ကြီးရှုံးလာတယ်ပြောမလို့ဘင်ဖီကာလည်းအရန်ကာရန်ဖော့ကောင်းတဲ့အထဲမှာမပါဘူးဒီဘာဖြစ်လို့ဆိုကျွန်တော်ဘင်ဖီကာဒါပြိုင်ပွဲဆုံးကျွန်တော်တို့ဒါ6ပွဲလောက်ကစားရတဲ့အထဲမှာတပွဲပဲဘော်ဒီဈေးတန်းအောင်ထားတာဆိုတော့ဘင်ဖီကာလည်းစဉ်းစားခက်အဲ့တော့ကျွန်တော်ဘရန်သာတို့ဒီနေ့မှာကျွန်တော်ဘာယူမလဲအဲ့တော့ဘာယူမလဲဆိုတော့လက်ရှိအနေနဲ့ခြေစည်းစီအင်ဝင်းမုံလို့ဒါပဲဒါ1.30ဘော်ဒီဈေးတန်းဖွင့်လာတယ် ဘိုးပေါင်း3လုံးပေါင်း30ဖွင့်တာကဟုတ်ပြီအဲ့တော့ဒီနှစ်သင်းရဲ့နှစ်ဖက်ကိုက်စစ်သွင်းအောင်ကျွန်တော်ကြည့်မယ်ဆိုရင်ဂျေဖူးနဲ့ဘိုဂီစီဒီချဲတီရဲ့ဂိုးသွင်းအောင်ပြီးတော့ဘင်ဖီကာရဲ့ဂိုးသွင်းအောင်နှစ်ဖက်ဂိုးသွင်းအောင်ပဲမိခိုပြီးတော့ဖွင့်လာတာအဲ့တော့နှစ်ဖက်ဂိုးသွင်းအားကျော်တာကိန်းကနေရကြည့်မယ်ဆိုရင်3.60ရောက်တယ်ဆိုတာ3လုံးပေါင်း50ရောက်တယ်အဲ့ဒါကို3လုံးပေါင်း30နဲ့ဖွင့်လာတော့တိုက်စစ်ကိုဖွင့်လာတယ်နှစ်သင်းရဲ့ဒါခန်စစ်ပေးဖို့တော့ကြည့်မယ်ဆို1.9ဆို900တော့မပြေဘူးနှိညချဲစီ နဲ့ဘင်ဖီကာရဲ့ဂိုးပေါင်းစီးကကျွန်တော်တို့ချက်စီတိုက်သစ်နဲ့ဘင်ဖီကာတိုက်သစ်နှစ်သိန်းလုံးရဲ့ဘူးသွင်းအောင်မိညာပြီးတော့ဖွင့်လာတာဟုတ်ပြီနော်အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့တွေဂိုးပေါင်းစုံးမညီကိုရအဲ့ကနေစပြီးအဖြေတွေလိုက်ချာတော့မဟုတ်ချက်စီစီဒါဘလက်ရှိအနေထားရကျွန်တော်တို့ကြည့်မယ်ဆိုရင်ကာရန်ဖောက်လုံးဝကိုအိမ်ငူးဝင်ကာရန်ဖောက်ပြတ်နေတယ်ဒီတောက်ပွဲပင်တောက်ချောက်ပေါ်တော့ဘော်ရီသေးလဲကြာသလိုဒါအသင်းကလည်းရှုံးနေတာကျွန်တော်တို့မြင်ရတယ်အဲ့တော့ ချက်သည့်အနိုင်ရရှိတာကိုလင်ကုန်းတစ်သိမ်းပဲဒီလင်ကုန်းဆိုတာကျွန်တော်ဟိုကျွန်တော်တို့ lead အစ်စ်နှစ်သိမ်းလောက်ပွာတော့ဒါအောင်နိုင်နိုင်ကြီးကတော့ကျွန်တော်သွားပြီးတော့ fee ဖြစ်လို့မရအောင်ဟုတ်ပြီနော်အဲ့တော့လက်ရှိချဲစီးရဲ့ဒါနောက်တန်းပိုင်းဆိုင်ရာမှာကတိုက်စစ်ကလည်းဂိုးရသလိုခန်းစစ်ကလည်းဘိုးတွေပြန်ပေးနေရတယ်အဲ့တော့ဒီဒီ brighton တို့ ဒီ Lincoln City တို့ဒီ Manchester United တို့အသင်းကိုတော့မလားဂိုးတွေပြန်ခွင့်ပြုထားရတယ်ဆို Benfica လို့ဥရောပအတွေ့အကြုံရှိတဲ့အသင်းပြီးတော့လည်းဒါ Portuguese League မှာဆိုလည်းဒါကျွန်တော်တို့ဒါကြီးလေးကြီးစည်းရင်းနဲ့ဝင်တဲ့အသင်းပြီးတော့လေဒါနီးပြဒါမော်ရီမိုဆိုတာလဲနီးပြသက်တမ်းတော်တော်လေးကိုကောင်းငုံတယ်ပြီးတော့ Chelsea လို့အသင်းကိုဘလို့ကင်တွေဖြည့်ရှင်းရမယ် Chelsea ကိုဘလို့ရေးဆိုင်ကစားသွားမလဲဆိုတာသူကောင်းကောင်းကြီးနားလဲတဲ့ဒါမော်ရီမိုလို့နီးပြအဲ့တော့နီးပြအတွေ့အကြုံက ီလိုညံမှာစကားပြောသွားပါလိမ့်မယ်ပြီးတော့ Enzo Maresca နဲ့ Morion နဲ့ရှင်လိုက်ရင်အခုချိန်မှာ Enzo Maresca ကပို့ပြီးတော့ဖိအားများတယ်ချက်စည်းတင်အတွက်သူ့အနေနဲ့ရလက်ကောင်းတွေကိုမဖော်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မို့ဒီနေ့ညံမှာ Enzo Maresca ကပို့ပြီးတော့ဖိအားများတယ်ချက်စည်းတင်ဒီဒဏ်ရာရကစားသမားများတယ်မိပြမှလည်းဒါပွဲစဉ်တောက်လျှောက်ဟိုဒါဂိုးပိဂိုးယူတွေဖြစ်တယ်ပွဲစဉ်တောက်လျှောက်မှလည်းဒါအနီကပ်တွေကြီးတယ်ပြီးတော့ ဒီဒယန်ရပြည်တနာရင်းနဲ့ဆိုတော့ဒါအန်ဆိုမာကာအတွက်ဒီနေ့ညမှာဖိအားတော့များတယ်ဒါပေမဲ့အနိုင်တော့ကန်သွားမယ်လို့ကျွန်တော်ကတော့ထင်ပါတယ် brother တို့ brother တို့အမြင်ရှိလဲဒါပြောပေးခဲ့အောင်နော်ဟုတ်ပြီကျွန်တော်တို့ဒါ head to head ကိုဒါကျွန်တော်တော့ကြည့်မယ်ဆိုချက်စည်းကတော့ဒီ Benfica နဲ့တွဲဆုံတိုင်းအနိုင်ရရှိတာများပါလေချက်စည်းအခုလက်ရှိ current form ကာရန်ဖောက်ပြတ်တာကိုညီကူတော်တော်များများသိတယ်ပြီးတော့ချဲစီနဲ့ရင်ဆိုင်ကစားမဲ့အသင်းကလည်းဒါဥရောပအတွက်ကြောင့်ရှိတဲ့အသင်းဘင်ဖီကာလို့အသင်းကျွန်တော်ကတော့အခုချိန်မှာတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းရွေးချယ်ပြီးပါတော့နှစ်သင်းလုံးကဘူဂီရေပွင့်လာတဲ့ဘော်ဒီဇီတဲ့မှာချဲစီဆိုလည်းကျွန်တော်6ပွဲစတိုက်တီဘော်ဒီဇီနဲ့ကြားလာတယ်ဘင်ဖီကာဆိုလည်းကျွန်တော်တို့ပွဲလောက်ကစားပြီးထားပြီးတော့တပွဲပဲဘူဂီဇီတဲ့အောင်တာဆိုတော့ပြောမယ်ဆိုတော့နှစ်သင်းလုံးကတော့ဒီဘူဂီပွင့်လာတဲ့ဇီတဲ့မှာတသင်းမှဒါကျွန်တော်အကျွတ်လို့ပြက်ပြက်သားသားကြီး ဟော်ဒီသေးတန်းအောင်ခဲ့တာမရှိဘူးသူတို့ပြောသလိုပေါ့အိမ်ဝင်းဝင်းဝင်းကစားတာဖြစ်တဲ့အတွက်ကြောင့်မို့ချယ်ဆီသည်ဒီနေ့ချန်ပီယံလိမှာဆိုရင်ဒါသူ့အနေနဲ့ဒုတိယမြောက်ပွဲဖြစ်တဲ့ဘင်ဖီကာကိုဒါအနိုင်ရဖို့တော့လိုအပ်ပြီးပရမအကျော်တော်ကတော့ဘိုင်ယန်မြူနစ်ကိုရှုံးနိမ့်ထားတော့ဆိုဒီနေ့မှာသူ့ရဲ့စတန်ဖို့ဖိတ်အိမ်ကွင်းမှာ အင်ဝင်ပြည်သက်တွေကိုဘင်ဖီကာကိုအကောင်းဆုံးဖိအားပေးပြီးတော့ဒီပေါ်တော့ကျွန်တော်တို့အ ਨੇ သောဒါ 1v21 ဆိုပြီးရလက်လေးနဲ့အနိုင်ပုံပေါ်သွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းကိုရွေးချယ်ပေးပါဆိုတော့ကျွန်တော်ကတော့ဒီနေ့ညမှာချဲသီးဘော်ရီကိုပဲကျွန်တော်ရွေးချယ်ပေးကြည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒုတိယမှာ90 80လောက်ကဘင်ဖီကာကိုသွားကြိုက်လိမ့်မယ် Chelsea current form ပြက်နေတော့မြင်ပြီးတော့ Chelsea ကိုလုံးဝကိုဒါကျွန်တော်စန့်ကျင်မဲ့ပုံစံမျိုးလေးမှာရှိတယ်အဲ့တော့ကြောင့်လူအများကြီးနဲ့မတူတဲ့အမြင်ဘက်ကလို့ကျွန်တော်ကြည့်ပြီးတော့ Chelsea ဘော်ရီလေးကိုကျွန်တော်ရွေးချယ်ပေးရခြင်းမဖြစ်ပါနဲ့ဒီလိုမျိုးနေ့တင်ပွဲကောင်းလေးတင်ဆက်ပေးနေတာတိရတော့ကြောင့်မလို့ဘိုးဝင်ပါရဂျီဂျူ channel တိရတော့ channel လေးကို like subscribe လုပ်ပေးတာပါညီကိုတို့အမြင်ရှိတယ်ဆိုရင်လည်းဒါ comment နေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်လူငင်ညာပေါ်ရန်ဖြစ်ခြင်းမှာညီကိုတို့အနေနဲ့ငွေကြေးပိုင်းကိုတရားရခဲ့တော့ယုံကြည်စိတ်ကြခြင်းလေဆိုကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြေညာပေးတာတဲ့ယူပါမှာလာရောက်ကောက်ဖွင့်ကစားလို့ရတယ်ယူပါမှာလာရောက်ကောက်ဖွင့်ကစားရုံနဲ့2025 2020ကြောင့် VIP မှာပွဲများတရားတည်တာလို့ရရှိမှုဆိုတဲ့အကြောင်းဒီနေ့ကနေပြောခြင်းနဲ့ပြောလေထိုင်းရောက်နေတဲ့ညီကိုများလည်းထိုင်းဖန်အကောက်ရှိုံနဲ့ တော့ကစားလို့ရပြီဆိုတဲ့အကြောင်းကိုဒီညားကနေတော့ကြိုင်းနေပဲဒီနေ့ညမြန်မာစံတော်ကြီးတနိုင်၃ဒီမှာကစားမဲ့ထက်စီးနဲ့ဘင်မီကာပွဲလေးမှာထက်စီးပေါ်ရတဲ့ကြောင်းနဲ့ရွေးချယ်ပေးနေပဲဒီပီလေးဒီမှာပဲသုံးသက်ကျင်ပါတယ်အဆုံးမကြည့်ရှုပဲညို့တယောက်ဒီတိုင်းကျမ်းမှချမ်းသာကြပါစေကျမ်းမှချမ်းသာကြပါစေအားလုံးပဲခွတ်လပ်ပါခွတ်လပ်ပါ